အားလုံးပဲမင်္ဂလာပါရှင်။ Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာဆွေမြတ်တနုပြုရဲ့ကျွန်ုပ်နဲ့ဖားရှာသူကဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။မိုးတပြိုင်ပြိုင်ရွာလို့ဖားတွေကမြူးကြလေပြီ။နှွေရုံးကရှားပါတဲ့ဖားသားကိုတဝါကြီးစားရတော့မယ်။မိုးအေးနဲ့ဖားအော်တန်ကိုနားထောင်ရင်ဖိုက်ကလေးတယောက်စိတ်ကူးရှင်နေမိပါရစေ။ဖားသားဆိုရင်စီပြန်လေးနဲ့ချက်ကြီးတစ်လုံးနဲ့မနက်စောစောအကျန်းရင်တောင်းနေစဉ်မသေးမြင်စကားကြောင့် စိတ်ထဲမှာမခံကြည့်မခံတာဖြစ်ရတယ်။ရှင်ဖားထွက်ရိုက်ပါလား။ဘာကွာငါလိုမဟုတ်ဆိုးရမကြီးကိုဖားထွက်ရိုက်ခိုင်းရလား။ဖုံးကြီးနဲ့ဘီးနဲ့ဘလို့မှမအပ်ဆက်ဘူးကွာ။မိုးအေးနဲ့ဖားအော်တန်ကိုနားထောင်ရင်းနဲ့ဘိုက်ကလေးတယောက်စိတ်ကူးရှင်နေမိတယ်။ငါဒီနေ့တော့ပြစ်ထွက်မလို့အကောင်ကြီးကြီးဒီနေ့ရှားမှာနမိတ်မရှိကွာ။မကြီးကျယ်ပါနဲ့ဆရာတော်ရဲ့ကျုပ်တို့လည်းဈေးကွက်ရှိပါရခင်ဗျ။မသေးမြင်တဲ့ထုံးစံတိုင်းကိုရေးသွေးစကားပြောနေစဉ်ဘေးကျန်မှာမက်ခိုင်တို့မိသားစုကလာလေကြပါရဲ့ ဥတ္တပီညကမိုးအေးနဲ့စားဖားတွေများပြေးလွှားနေကြတာအိမ်ကကြောင်ကနီတောင်လိုက်ဖမ်းတာမနေဥရတယ်ဟုတ်လားကျွန်တော်လည်းမက်ခိုင်တို့ချမ်းဘက်ကိုထွက်လာခဲ့တယ်음ဖားသားစားခြင်းအိမ်ကကြောင်ကတို့ဖမ်းခိုင်းရမယ်အမှန်ပဲမက်ခိုင်ခြံထဲမှာစားဖားရောဖကုံညင်းရောအတုံးယုံကြောင်ကြိုက်ထားတာကိုတွေ့ရပါတော့တယ်ထွက်ခိုင်မက်ခိုင်လိုက်လာပြီဥတ္တတွေ့လားအေးဟာစားဖားတွေရောဖကုံညင်းတွေရောကြိုက်ထားတယ်ချက်စားလို့ရလားဖကုံညင်းတော့မစားနဲ့စားဖားတော့စားပေါ့ဟုတ်တယ် ကြော်ချက်လှုပ်ရှားရမယ်။ဓာတ်တဲ့ဥတ္တပီကိုပြောရအောင်မယ်တော့အဲ့ဒီကိစ္စကိုပြောမလို့ကျမတို့ခြံနောက်ကရေတွင်ထဲမှာညညဆိုလေစားပါးတွေများအော်လိုက်ကြတာနားကိုညီးရော စားပါးတွေဆိုရေတွင်ထဲကနေခုံခုံတက်ကြတယ်တော့တချို့ဆိုညဘက်ဖားထွက်ရိုက်ကြတယ်ဓာတ်တဲ့ဒီရေတွင်ကရေတွေခန်းနေအတွင်းမဟုတ်လားဟုတ်တယ်ဟုတ်တယ်မိုးရွာတော့ဖားတွေကမြူးကြတာပေါ့တနွေလုံးတွင်းအောင်ကြတာလေအဲ့ဒီတွင်းထဲကဖားတွေကတနွေလုံးတွင်းအောင်ခဲ့ကြတယ်ဖားတွေလေ အပြစ်မှပူတယ်တွင်းနေကိုစိတ်နေမှထူအခိုက်မသိမြင်ရောက်လာပြီးတော့ကဲကွတ်တော့ပြီးမက်ခိုင်ပြောသလိုသူတို့ချန်နောက်ကတွင်းနေမှာပဲရှာကြတာပေါ့ရှင်ဒီနေ့အမဲပြစ်မထွက်နေတော့အခုဖားစီကကောင်းနေတာတော့ကြသူများတွေဒီတွင်းနေကဖားတွေကိုယူသွားလို့ကိုမရပဲရှိနေမယ်ရွာထိတ်ကကိုကျော်ကြီးပဲဝယ်ထိုင်းမှာသွားသွင်းလိုက်ရုံပဲရှင်အမေကတိတ်ပြီးကျင်းတည်တာမဟုတ်ဘူးကျင်းတည်တဲ့အလုပ်ကိုလုပ်อืมမြင်မဆိုးဘူးအဲ့တော့တွင်းနေကဖားတွေဖမ်းမှုစီစဉ်ပြီးတော့ကဲပိုက်ကလေး ရွာလေကမောင်မြင့်စပိန်ပြင်ဆိုင်ကစမုတ်တန်အပြတ်တွေကိုရသလောက်တောင်းခဲ့။မကြမီရလာတဲ့စပိန်စမုတ်တန်ချောင်းများကိုကြောက်သွေးစံနဲ့အပြားချွန်လိုက်ပါရယ်။အရင်နောက်ဦးအေးဝေယုံတော်မှာခက်ပြောက်ပြောက်ငါးမူးလုံးခန့်ဝလုံးကိုသွားယူပါရယ်။ကျွန်ုပ်တို့မှာချိန်တနိုင်ခန့်ဖားဖန်းရန်ပြင်ဆင်ရပါရယ်။ဘိုက်ကလေးကြက်မွေးသွားရှာအောင်။ကျွန်ုပ်တို့ယခုပြင်ဆင်နေတာကမှုတ်ပြောင်းဖြစ်ပါရယ်။ရေထဲမှာဖားကိုမှုတ်ပြောင်းနဲ့ပြစ်ပြီးတော့တည်သွားတဲ့ဖားများကိုရေပုံးနဲ့ဆဲယူဖြစ်ပါရယ်။ ဝလုံးကိုအစ်စ်များထွင်ရတဲ့ဝလုံးအတွင်းမှာအစ်စ်များမရှိတဲ့အခါမှာစပိန်စပုတ်တံကိုအပြားချွန်ထားတယ်။နောက်မှကြက်မွေးပပွားတက်ထားတယ်။ထိုစပုတ်တံကိုပြောင်းနေကိုတွင်းလိုက်တယ်။ပြက်မှတ်ကိုချိန်ပြီးတော့ပြောင်းမကိုပစက်နဲ့တားကုံမှုန့်လိုက်ရင်စပုတ်တံများကလေးကိုခွင်းထွက်သွားကလူရပန်းတိုင်ကိုရောက်ပါတယ်။ဖာကလေးကားသွားပြီဗျ။မောက်ပြောင်းလုပ်ပြီးသွားတဲ့အခါမခိုင်တို့အိမ်တော်ရှည်ရင်းကိုထွက်လာခဲ့တယ်။ဝလုံးတက်ပြီးတော့ဘာလို့မလုပ်လဲ။နီးပြူဟာတဲ့နဲ့ဖားဖန်ထွက်မလို့ပြု တော့ရဲမကြီးတားကောင်ဖမ်းရတာညင်းငွေလို့အပြောင်းလဲပေါ့နောက်ပြီးဖားကလည်းဈေးကောင်းနေလေဖားသားလေးပါလေးစားကြင်ကျုပ်စီလာဝဲထိုင်ဈေးအတိုင်းလျှော့ရောင်းပေးမယ်ဖားကဘေးစီနေမမသိအယောင်းဝယ်စကားပင်ပြောလိုက်သေးတယ်ကျွန်ုပ်တို့ရေရင်းကိုရောက်လာတဲ့အခါအောက်ကိုငုံကြည့်လိုက်တယ်ဖားကောင်းလေးတွေအစီအီပေါ်နေတယ်ဘိုက်ကလေးကအကြီးဆုံးကောင်ကိုပြောင်းနေချိန်လိုက်ပြီးတော့ကဲတချက်မှုတကောင်နှုံလာလေရောဘိုက်ကလေးကမှုတ်ပြောင်းကိုတအားကုန်မှုတ်လိုက်ရာစပုတ်တန်ကပပွားများလွင်လျက်ပြေးထွက်သွားပါတယ် ဖားကိုတော့မထည့်ဘူးဖားကသူ့ဘေးမှာလာရောက်ကြတယ်ရေပလုံစီကိုကြည့်ပြီးတော့လန့်ဖြန့်ကအုံရှူးသွားပါတယ်နောက်ထပ်ပေါ်မလာတော့ဘူးနောက်တွင်ပြန်ပြောင်းတယ်နောက်တွင်မှာလည်းဖားကလေးကြောင်စီစီဟာရေဆက်ဆက်မှာခေါင်းဖော်ကမိုးကောင်းကင်ကိုရှူစားနေပြန်ပါတယ်ဒီတစ်ခါကျွန်တော်လည်းကျွန်တော်လည်းမှုတ်ပြောင်းဝကိုဖားရဲ့ခန္ဓာကိုယ်ပေါ်တက်တဲ့တေချာချိန်မိတကလာအားကုန်မှုတ်လိုက်ရညတန်ကဝက်ကနေထွက်သွားပါတော့တယ်စားဖားကသူ့နှဘေးမှာလာရောက်ကြတဲ့ တဘွားကိုကြည်ကဝေခွဲမရဖြစ်နေပြီးအုံရှိုးသွားပြန်ပါလေလွဲပြန်ချပြီးဘိုက်ကလေးကလှောင်းနေမရှောင်လွတ်တယ်လေးစက်တော့ရဲ့မသိမြင်စိတ်မရှိချင်တော့ဘူးတကယ်တော့ဒါလောက်လွဲချုံနေတဲ့ဟာပဲမုံဆိုးလုံနေသေးတယ်တုတ်ကတော့ပြီတော့အပေါက်လမ်းမတက်ရနဲ့ပဲကျုပ်ပါတိတ်ခါကြရတဲ့တော့ပေဒီတခါကျုပ်မှုံမယ်မသိမြင်ကစိတ်မြန်နေဇူးဇူးဆက်ဆက်တော့သူပဲပြန်ကိုယူတယ်ရေတွင်းနဲ့တဖန်ငုံကြည့်ပြန်တယ်အမေတကောင်သားဖားကရေပြင်ထက်ပြန်ပေါ်လာကတေမင်းကိုမျှော်နေပုံရတယ် ဒီကတုံးနဲ့ခင်တို့ဘာလုပ်ပါလဲမသိမြင်ကမှုတ်ပြန်းကိုတိချာချိန်နေပြီးတော့လေကောင်းထွက်မတက်မှုတ်ချလိုက်ပါတယ်တီဘီဟတိတ်ကကြပါဟမုတ်ဆိုးလက်ချက်နဲ့မတီးဘဲနဲ့မုတ်ဆိုးမှလက်ချက်နဲ့မှကြွရရရှာတော့တယ်တွားပြီးတော့လောကကြီးတတားဂိုင်းမြင်မဟုတ်လားမှုတ်တယ်ဆိုတော့အဲ့လိုမှုတ်ရတယ်မုတ်ဆိုးတိတ်ကကြပြီမသိမြင်ကမထသေးဘူးညာတလန်းနဲ့တီဝဲဝင်နေရှာတဲ့ဖားပောင်ကားကိုအရသာခံကြည့်နေခိုက်ရုတ်တရက်စူညံလွင့်ပြန်လာတဲ့အတန်ကိုကြားလိုက်ရှာလို့ လက်ကြည့်လိုက်ချင်ရအလိုကစုံဆိုင်ချလာတဲ့နမတကောင်နွားမြိုင်ထလာပုံရပါတယ်နွားရှယ်ကပုံးငွေက နှင်းတန်ပြစ်အပြေးလွန်လိုက်လာတယ်ဟဲ့နော်ဟဲ့နော်နွားကမရက်ဘူးရှေးမှာကုန်းကုန်းကွက်ကွက်လုံနေမသေးမြင်ကလက်ကြည့်ချင်မရဘူးသူမထမိန်ကအနီအောင်ရွာတလျှောက်ပြက်မှန်ရှာလာတဲ့နွားမှာယခုမှပြက်မှန်တွေ့သွားပုံရပါတယ်ပြက်မှန်တွေ့ပြီးတော့အနီအောင်အက်စတုံကြီးကိုင်းဟာမသေးမြင်ကသူမအစွမ်းနဲ့ပြက်ခတ်ရရှိတဲ့ဖားပေါင်ကားကို ပီတီနဲ့ငုံကြည့်နေခိုက် ရုတ်တရက်သူမတင်ကိုအမျက်ရထားကြီးဝန်ဆောင်ခံလိုက်ရတယ်လို့ဖြစ်သွားရကရှီတွင်းနဲ့ကိုဂျွန်းတရန်လန်ကြသွားပါတော့တယ်။ညမရလို့ဖားကိုစင်ဖမ်းလိုက်တာလားမြင်ရင်။နွားကပြက်မဲ့ရှာတွေ့သွားလို့သူတခင်ကပိုးငွေနောက်ကိုပြန်လိုက်သွားကြပြီ။တောင်းမင်တော်ဥတ်တပေး။မြင်ကရှီတွင်းနဲ့ကောင်းငိုက်ဆိုင်နေပါတယ်။ဟာဟာစင်းစေပေါင်းဟာဘိုက်ကလေးမင်းမအောင်။ဖားကဘေးစီနေပြီလည်းမသိဘူး။မောက်ပြောင်းနဲ့လည်းပြက်ခံရသေးတယ်။ရှီတွင်းနဲ့ကိုတိလက်ရောက်ခနာကိုကြီးနဲ့ပြက်ဖြစ်ပြီးနုံနစ်ခံရသေးတယ်။ ဘာကဘယောက်သွားရည်လဲမသိဘူးကျွန်တော်မှသာရေရဲနှကန်းပေါင်မှာစိတ်ပြက်လက်ပြက်ထိုင်ရင်ညီးတွားမိအောင်မှာတပါဒီနေ့ကံမကောင်းပါလားမြင်ရဲ့ကျွန်တော်နဲ့သားကရိုးမတော်ကြီးအတွင်မှာကျွန်းတက်ရအင်ဂျင်ဒီတူယမနီတမလန်ဇင်ချွန်းဇင်ပြွန်တက်စိတ်စားတဲ့အပင်ကြီးများကအများအပြားပေါက်ရောက်နေကြပါတယ်တချို့ကမြေပြင်မှာတွားတွားနေကြတယ်တချို့ကမြေမထိပဲနဲ့ရိမ့်နှဲ့နှဲ့ရိမ့်ခါနေပါတယ်အလမကန်းမှာတောင်ကျစမ်းကြတန်က ပြင်းစားတင်ကနတ်ဆောင်တန်လာငိမ့်ငိမ့်လေးထွက်ပေါ်နေပါတယ်။ခေါရှာမြေဝဂျိုးစရက်စာဝါစာပတိစာဖုံးကြီးငှက်များကစူးစူးရှာရှာအော်ဟစ်ကတပင်ချူချာပြေးလာပြန်တန်းရင်နဲ့ကိုယောင်ဖြောင်းလိုက်ကြတယ်။ကျွန်ုပ်တို့လည်းကောင်းကင်ကိုမောကြည့်လိုက်ကြပါတော့တယ်။သွေးစိမ့်တောက်တဲ့ငှက်လင်းရုံက အမြင်ပြန်ရင်အစာရှာနေတယ်။လင်းရုံကငှက်ကောင်းငယ်ကလေးများကိုပါမချမ်းဖမ်းတုပ်ပြီးတော့ငှက်သွေးမျိုးတက်တဲ့အမျိုးဖြစ်ပါတယ်။ကျွန်ုပ်တို့လည်းဒီဒူးပင်ကြီးကိုကြော်ပြီးတော့ရှိုးဆက်ကိုဆင်းလိုက်ပါတယ်။ အဝိတ္တရဘယ်မှာကြီးလာစွာသောပြအောင်ကြီးထိတ်တွဲနေပါလားမြေပြင်မှာမြောက်ဖယ်နေတော့ကရုပ်ကနေခါဆန်ကဟိုတတီငေးကြည့်လိုက်ပါတယ်ကျွန်ုပ်တို့ကမြေကဲ့ရွက်ဖပါကြီးများကိုအကာအွယ်ယူကပုန်းခုန်နေလိုက်ပါတယ်မြောက်ဖယ်နေများက ထောက်ကျန်ပင်ကြီးပေါ်ပြေးလွှတ်တက်သွားကြတယ်တစက်မှလည်းဆူရှာစွာဆက်မပြတ်အောင်မြည်သွားပါသေးတယ်မြောက်ထီးတွေမင်းတို့မိမမြောက်မုံဆူမှမဖြစ်သွားစေချင်ရှောင်းကြရှားကြမင်းတို့အဖဟင်းကောင်ကြီးလာနေပြီမင်းတို့တည်ရင်မင်းတို့မိမမြောက်မှာထားကုန်မယ်နော်ပြေးကြပြေးကြ မြောက်တုံစုညံစွာအောင်ဟိရင်ပယံထက်ကိုရောက်သွားကြတယ်။ပြီးတော့ပယံထက်မှာတိတ်ကိုင်းများကိုချိုးချေကမြေပြင်ပေါ်ကိုပစ်ချကြပါရယ်။မြောင်မြားဟာအဲ့ဒလိုပယံထက်မှာတိတ်ကိုင်းများကိုချိုးချေကပြုတ်လောက်ကြတဲ့အပြုတ်မှုကိုတွေ့တော့ကျွန်တော်လည်းကျွန်တော်အတွေ့အကြုံရကောင်းနှပန်းကြည့်သွားတယ်။မြောင်မြားတဘာဝမှာမြေပြင်မှာဟင်းကောင်ကြီးများကိုစောင့်ဆိုင်းနေလဲအဲ့ဒလိုပြုတ်မှုတင်ဆက်တတ်ကြတယ်။ဘိုက်ကလေးရဲ့တတိထားဒီနားတစ်ဝိုက်မှာဟင်းကောင်ကြီးရှိနေပုံရတယ်။ဘိုက်ကလေးကပါလာတယ် နှာခေါင်းကိုစူပွားစူပွားလုပ်ရင်နန်းနေဆရာတို့ရဲ့ညှိစွတ်စွတ်အနှံ့ကြီးရတယ်။တော်သေးရပေါ့ကျွန်တော်တို့ကလေးအောင်ရောက်နေလို့ဟင်းကောင်ကြီးတွေကအသားစားတတဝါဖြစ်လို့သူတို့ရဲ့ပါဇက်နံတွေကအဆင်တပြေပုံဟောင်းနံနေတက်ပါတယ်။လီစာနဲ့ဆိုတေချာသွားမရော့။တေချာသွားအောင်တေရွာပါပို့ပေးလိုက်တယ်။လီတင်မလန်းမကက်မှာဟင်းကောင်တွေ့ရတယ်။ဟာတစ်စင်ကြီးပဲဆရာတို့ရဲ့တတိထားပြုတ်။တစ်စင်ကြီးတို့မဟုတ်ကြက်တက်လို့အမည်နာမနှမျိုးရတဲ့ဟင်းကောင်ကြီးကကျွန်တော်တို့ကိုကြောပေးရက်က ပင်ရန်ထက်မှမြောက်ဖယ်နေတော့ကိုသာချိန်မနိုင်ခဲ့များကြည့်ပြီးဒေါသထွက်နေပုံရပါတယ်။တိတ်မြင့်တော့တစ်ဆင်ကြီးမတက်ရဲဘူး။ကျွန်တော်လည်းပြက်ကွင်းကားကိုလက်လွတ်မခံပါဘူး။တစ်ဆင်ကြီးရဲ့ကိုမှလှပါတဲ့အနက်ပြောက်ကလေးကိုချိန်မှတ်ထားပြီးခလုံးနှိပ်ချလိုက်ပါတယ်။တစ်ဆင်ကြီးကနှွေးကောင်းကောင်းမူးချိန်တန်ကြားလိုက်ရသလိုလမ်းပြန်ပြီးတော့ခုံလိုက်ပါတယ်။ဟဲ့ပလုတ်တို့လက်ကြည့်တော့ဖက်ရွက်ဖပကြားမှာပြူထွက်နေတဲ့မုံစိုးနှစ်ဦးကိုမြင်ရတယ်။ဟင်ကတော့နဲ့ကင်တူတေးပြီးတော့ တစ်စင်ကြီးကကျွန်တော်တို့ကိုမြင်တွေ့တဲ့အခါလွန်စွာမှဒေါသထွက်ရကခနာကိုကြီးကိုနောက်ကိုရှုကနောက်ကျေအောင်မှအားထည့်ပြီးတကလာခေါင်းအုပ်မယ်လို့အပြုကျွန်တော်ရဲ့ကြည်စံကလူရကိုမရောက်မရှောင်ရင်လွတ်ပါတယ်ဆိုဒါပေမဲ့အဲ့ဒါလိုအသေးရွက်ရတင်မင်းနှကန်းဝကိုရောင်းအပ်မှုမှုဒူဆန်းတော်အချင်းရကိုကြုံတွေ့ရတာကကြည်စံကကြားကိုမထိတော့လေပြအောင်ကို ထိသွားပါတယ်ပြအောင်မှာပြတ်တက်ကြီးကဒုတိယကဘာစစ်ကြီးတုန်းကအတုံးပြုတ်ခဲ့ကြတယ် ီဝီဇန်စစ်တပ်ကြီးဘက်မှပြားမှန်ခံများစုဝေးပြန်တန်းထွက်လာကြပြီးနောက်တစ်စင်ကြီးရဲ့ခနာကိုကိုအနှံ့အပြားအသီးသီးအတက်ကအတက်ကကြိုက်ချီတုတ်ကြရာတစ်စင်ကြီးကပြားဆွဲသောမုန်းစိတ်ဖြစ်နေကြပြီးတစ်စင်ကြီးကတကူလုံးပြားဖုံးသွားတယ်တစ်စင်ကြီးရဲ့ခနာကိုမှဒူဒူဒွန်းဒွဘရိတ်တန်ဆွဲသလိုထူ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 ကပြီးတောင်းချဆန်းကလေးရှိရာကိုပြေးသွားပါတယ်လမ်းမှာမြင်းမြင်းသမျှကိုတိုးသွားတိုက်သွားကြပါသေးတယ်ရှည်တဲ့ကိုခုံချပြီးတော့နှကောင်းလေးကိုသာဖော်ထားနိုင်ပါတယ်အသက်ရှူဖို့ ပြားများကရင်ငုပ်ပြီးတော့ကြိုက်ကြတယ်။ရီဟာနယ်မှာပေါ်နေတဲ့အသက်ရှူရာနှာခေါင်းလေးကိုလည်းအလင်းမပေးဘူး။ဝိုင်းဝန်းတုတ်ကြပါရယ်။မှတ်ထားကွာသူများအိမ်ရဖြတ်တဲ့ကောင်းမင်းဘဝလည်းပြက်ရအောင်တုတ်ပြစ်မယ်။တက်စင်ကြီးကပြားအောင်ကိုသူမဖြတ်ရပါဘဲနဲ့အထင်တော်လွဲကပြားထုတ်ခံနေရပြီ။အဲ့ဒါပေါ့ဘဝဝတ်ကြွေးဆိုတာ။ကျွန်ုပ်လည်းစမ်းချောင်းလေးရှိကြောက်တုံးကြီးပေါ်မှာထိုင်ချကပြူပြူလေးထွက်ပြီးတော့ရှူရှူလေးလေးသွင်းထုတ်နေတဲ့တက်စင်ကြီးရဲ့ခန်းကိုပြောင်းတိတ်ကခလုံးညှစ်ချလိုက်ပါတော့တယ်။ ပြောင်းတဲ့ခေါင်းနဲ့ထိုးပြီးပြစ်ရတာလောက်လွဲအောင်မယ်ဆိုအတင်မုံဆိုးမလုပ်ပါနဲ့ကတွတ်ပြီတောင်ကျဆန်းကတွေးအောင်လွမ်းသွားတယ်အုံနောက်ဖြူဖြူဖက်ကလေးများကတောင်ကျဆန်းရှိရတိုင်းပန်းပွင့်ဖြူများလို့မျောပါသွားကြတယ်တိတ်မကြပါဘူးတစ်စင်ကြီးကခြေကားရလက်ကားရဖြစ်ဘောလုံးပေါ်လာပါတယ်ပြားများလည်းမရှိကြတော့ရကုတော့ရိုးမကဆော့ဆော့ကဘာမှမဖြစ်ခဲ့တယ်လို့ငင်းသက်တိတ်ဆိတ်လျက်သာဒီနေ့ကံမကောင်းပါလားအမောင်ကြကျွန်ုပ်နဲ့ကြေးလက်ခီးသွားများကျွန်ုပ်တို့ကြုံတိုင်းရွာမှာ သင်ပင်နေအောင်သွားခြင်းတလဲမိတ်ဆွေအရှိဘက်ကိုသွားရင်တော့ထောက်ရှာရွရောအနောက်ဘက်ကိုသွားရင် အုံးပင်စိတ်ရွာတောင်ဘက်ကိုသွားရင်ကုန်းပေါင်းရွာမြောက်ဘက်ကိုသွားရင်တော့မကြီးစုရွာထူမတစ်စိမ့်မြိုင်းသားရမျိုးလေးကိုရောက်လီတော့တယ်ဂျုံတိုင်းရွာမှာထိတ်ကိုထွက်တော့မြိုင်းသားရမျိုးကိုသွားတဲ့ကားလမ်းလေးမှာချောက်ခင်းလမ်းပင်ဖြစ်ပါတယ်ချောက်ခဲစားသွားရင်အစာကြီးတယ်ဆိုတော့မဖြစ်နိုင်ဘူးဒီကားတစ်စည်းလုံးစားလိုက်ရင်တော့အစာကြီးနိုင်တယ်ယခုကျွန်ုပ်နဲ့မသေးမြင်ဘိုက်ကလေးတို့မှာမသေးမြင်ရဲ့အမျိုး အလူအတွက်သွားရင်နေအိမ်မမနဲ့၄နိုင်ကလေးကလိုးထလို့ပြင်ဆင်ရပါတယ်။မသိမြင်ကလမ်းခေးမှာစားတော့ရန်ချက်ပြုတ်ပြီးခြိုင်များဖြင့်ထမင်းဟင်းလျာများကိုထည့်ပါတယ်။ထို့နောက်ဝေးလေးဝင်းလေးအချိန်အိမ်မထွက်ပြီးအဝေးပြေးခီးကားများဆက်လက်ထွက်ခွာရာရွာထိတ်ညောင်မင်းကြီးကိုထွက်လာခဲ့ကြပါတော့တယ်။ကျွန်တို့ရောက်ပြီးတော့မကြမီမြိုင်သားမအုံးမင်းစိတ်ရွာကိုပြေးဆွဲတဲ့အပြုတ်လင်ဘတ်စကားကြီးရောက်ရှိလာပါတယ်။အုံးမင်းစိတ်အုံးမင်းစိတ် ဘတ်စကားကြီးမှာညောင်မင်းအောင်မှာထိုးရက်လိုက်ပြီးကားပေါ်မှာကြုံတိုင်းရွာကိုလာရခီးတယ်များဆင်းလာကြတယ်။ဖြစ်ဖြစ်သာစဉ်ဒီမှာခဏနောက်မှာကျွန်ုပ်တို့လည်းခီးတယ်များပြီးသွားကကားပေါ်ကိုတက်နေရယူလိုက်ကြတယ်။ဘတ်စကားပေါ်မှာခီးတယ်များအယောက်30ခန်းရှိပေလိမ့်မယ်။ကျွန်ုပ်တို့လည်းကြာကြာနာနာနေရယူပြီးတော့လည်းကားကမထွက်သေးဘူး။ကားဒရိုက်ဘာကမလက်မကန်ရှည်တက်ပေအောင်မှာလုံးကြီးဟောင်းလေးခင်းကဆက်လိုက်တောက်နေပါတော့တယ်။စပယ်ယာကကားကိုရေးဖြည့်နေတယ်။ သူတို့ပုံစံကအလင်းစလုံးမဟုတ်ဘူးအေးစစ်စစ်လုပ်နေတယ်ကားပေါ်မှာခီးတယ်များကလည်းကားအောက်ကိုဆင်းပြီးတော့တဘောတဘာသွားကြပါတော့တယ်ကွန်စာမုံစာဆက်လိုက်တော့သူများနဲ့အေးစစ်စစ်ပဲမသိမြင်ဒီနေ့ကားကထွက်ပါမလားဟိုတော့ရှင်းပစက်ပိတ်ထားပါရန်ကုန်ဘတ်ကားတွေနေတော့ကြွားပါအတင်းတင်အတင်းဆင်းအတင်းမောင်းဒါရန်ကုန်မဟုတ်ဘူးတော့ကျုံတိုင်းနဲ့အုံးမင်စိတ်ပြေးတာဒီတကားပဲရှိတာရှင်သွားပြောလဲစပယ်ယာကစီးကျင်စီမစီးကျင်နေလို့ပြောမှာပဲလေ ကျွန်တော်မှစိတ်မြန်သူမို့ကားဒရိုက်ဘာလုပ်ပုံကိုမချစ်မရဲဖြစ်နေပါတယ်။ဒရိုက်ဘာကလုံးကြီးပေါ်အကြနာလဲပြီးတော့ရေဒီယိုမှတခြင်းကိုနားထောင်နေပါတယ်။စပယ်ယာကိုကြည့်လိုက်တော့အထောက်တကူထမ်းပြီးတော့သူဒရိုက်ဘာကိုလှမ်းပြောလိုက်သေးတယ်။ဆရာကြီးရွာလေးကဥတင်ကြီးကိုပြစ်စီသွားပို့လိုက်အောင်မယ်။ကျွန်တော်မှတော်တော်ကြီးကိုစိတ်ပြတ်သွားတယ်။ရွာလေးအထိအသွားပြန်ဆိုရင်မိနစ်30မှအသာလေးဖြစ်ပါတယ်။ဒီလိုမှန်းတင်စောစောအိမ်ရာကမထပါဘူး။ကဲရှင်းပါစက်ပိတ်ထားကားပေါ်မှာတရေလောင်မှိလိုက် မသိမြင်ပြောသလိုကျွန်ုပ်လည်းခုံနောက်ကိုမှုပြီးတော့မှိနေလိုက်ပါတယ်။ကျွန်ုပ်တို့သားမယ့်အုံးပင်စိတ်ရွာကကြုံတိုင်းရွာနဲ့ဘာမှမဝေးလာပါဘူး။အလွန်ဆုံးရှိမှ -30 ကျော်ကျော်မြတာလမ်းလျှောက်တောင်သွားလိုက်ချင်းသေးတယ်။ကျွန်ုပ်လည်းစိတ်ကိုလျှော့ပြီးတော့မှိနေလိုက်တယ်။မိကနေတစ်ချက်အိပ်ပျော်သွားပြီးဖြက်ခနဲ့လန့်လို့သွားတယ်။မသိမြင်ကားထွက်ပြီလား။မထွက်သေးပါဘူး။အိမ်မှာသာအိပ်ဆက်မှာတော့ဘာကွာဒီနေရာမှာရက်နေတာကတနိုင်ခန့်ရှိနေပြီ။ကားပေါ်မှာခီးတယ်များကသူတို့နဲ့မဆိုင်တယ်လို့အေးအေးဆေးဆေးပင် ကျွန်ုပ်ရဲ့ဒေါသကအထွတ်ထိပ်ကိုရောက်ရှိနေကြပြီအကြောင်းသိတဲ့ဘိုက်ကလေးကကျွန်ုပ်လက်ကိုကုတ်ကာဆက်တော့အတာနဲ့စိတ်လျှော့ပြပြဆိုဆိုဘိုက်ကလေးကကားပေါ်မှာဆင်းပြီးခလလန်းရှိခြုံတစ်ခုကိုဝင်သွားတယ်ဒီကောင်အပေါ်ပါသွားတဲ့နဲ့မကြမီစူးစူးဝဝအော်တဲ့အတူဘိုက်ကလေးပြေးချလာတော့တွေ့ရတယ်ပြေးချပြေးချဟိုမှာတောစင်ရိုင်းအုပ်တွေဒီဘက်ကိုလာနေပြီဘိုက်ကလေးရဲ့အော်တန်ကြောင့်အလုံးထိတ်ထိတ်ပြပြဖြစ်သွားတယ်စင်ရိုင်းနဲ့ဟိဒရိုင်ဘာနဲ့စပယ်ယာငောက်ကနေထထိုင်လိုက်ပြီးပြူးတူးပြစ်တဲ့ဖြစ်သွားတယ် စိန်ရိုင်းနဲ့ဆရာကြီးမြ мян ပြေးမှာစိန်ရိုင်းကတိတ်မြန်နေ driver ကရေဒီယိုလေးဖွင့်ပြီးတချင်းလေးနဲ့ညိတ်နေတယ်။ hospitaler ကပါရေဒီယိုဘေးမှာဇင်ယူနေတယ်။အခုတော့စိန်ရိုင်းလာလို့ driver မှာလေလိုလှင်မြန်မှုနဲ့ကားပေါ်တက်ကဆက်နှိုးပြီးတော့အတင်းမောင်းထွက်တော့တယ်။မောင်းထားဆရာကြီးစိန်ရိုင်းအုပ်လာနေပြီ။ဘိုက်ကလေးကကားနောက်မှာခိုးကအော်ပြီးတော့လိုက်လာပါတော့တယ်။ driver လည်းကားကိုအမြန်ဆုံးမောင်းတော့တယ်။ဘိုက်ကလေးကဗရင်းပေါက်မှာအနောက်ကိုပြန်လှည့်ပြီး driver ရဲ့ဒီကောင်နဲ့လိုက်လာနေပြီမောင်းမောင်း အင်မြန်လေးမောင်းလိုက်ဒီလိုနဲ့ဒရိုင်ဘာရဲ့ကြောက်ကြောက်လန့်လန့်မောင်းလိုက်တာကဂျက်လင်ပြန်မယ်အရှုံးပေးရမတက်ပင်ဘိုက်ကလေးကကျွန်ုပ်နောက်ကက်ကဆက်တော့ဘဲတော့စင်ရိုင်းမှမလိုက်ဘူးဒရိုင်ဘာကိုပညာပေးလိုက်တာတော်ပါပြီတပည့်ကြီးရယ်ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနာစင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်